ဂျကီချန်နဲ့ဒရိုင်ဘာကာတာရိုရဲ့တရုတ်ပြည်ခီးစဉ်ပြီးခဲ့တဲ့ရက်ကအတွဲတက်ကိုတင်ဆက်ပြီးမလို့ဒီနေ့မှဒုတိယအကာကိုတင်ဆက်ပေးသွားမှာပါပထမကမှာတရုတ်ပြည်ကိုအလဲလိုက်လာတဲ့ကာတာကဂျကီချန်နဲ့အတူတရုတ်ပြည်မှာအနားယူမယ်လို့စိတ်ကူးလာခဲ့တာပါတကယ်တမ်းမှာတော့သူထင်သလိုမဟုတ်ပဲတရုတ်မှလည်းအမှုတွေလိုက်ခဲ့ရပါတော့တယ်ဇလန်ရဲ့အစားမှာတရုတ်ပြည်ရဲ့ရှုပ်ရှက်ခန့်နေတဲ့လမ်းမပေါ်မှာမင်းကြီးတယောက်ကစားရတဲ့အိမ်နဲ့အတူအမေရိကန်တန်ယုံနဲ့ဝင်သွားခဲ့ပါတယ်။သူမှပြန်ထွက်လာတဲ့အချိန်မှာတော့အမေရိကန်တန်ယုံနဲ့ကအတန်းနဲ့ကြီးနဲ့အတူပေါက်ပွဲတန်တခုပေါ်ပေါက်လာခဲ့ပါတယ်။ ဒီနေ့ကာတာတို့ကတချင်းလေးဆိုရင်ကားလေးမောင်းရင်နဲ့နှစ်ယောက်သားချင်းနေကြရင်တရုတ်မလေးတွေကိုဖွင့်ချောင်းရင်လည်းကာတာတယောက်တရုတ်မသူ့ရဲ့အားလည်းရက်တွေကိုကောင်းကောင်းအောင်ချနေတာပါတရုတ်ကောင်မလေးကိုတရုတ်လိုဘာသာများစာအုပ်နဲ့ဖွင့်ချောင်းပေမဲ့တလွဲတွေပြောနေလို့အစင်တော့မဖြေပါဘူးကာတာကသူရောတဲ့၃ရက်ရှိပြီမဲ့ဘာမှမလိုက်မပို့ပြီးပဲအမှုပဲလိုက်နေလို့လီကိုပြစ်တင်နေပါတယ်အဲ့ဒီအချိန်ရုံကျောက်ကဖုန်းဆက်လာပြီးအမေရိကန်တန်ယုံဖောက်ခွဲခံရပြီးစကားပြန်နှစ်ယောက်တည်တဲ့အကြောင်းကိုလီကိုသတင်းပေးလိုက်ပါတယ်ဒီကဘသူလုထတာလဲဆိုတာကိုထင်မြင်ချက်မေးတဲ့အခါရုံကျောက်ဘက်က ရကီတန်ပဲထင်တယ်လို့ပြန်ဖြေပါတယ်အထက်လူကြီးကတော့လီရဲ့နာယံမို့ဒီမှုကိုမကန်ကျင်လဲရတယ်လို့ပြောရမယ်လီကတော့ဒီမှုကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့တရုတ်လို့ပြောနေတာဆိုတော့ကာရာဘာမှနားမလည်လိုက်ပါဘူးကာရာကဘာဖုန်းလဲထပ်ပြီးအမှုလိုက်ရောမလို့လားမျိုးတော့ဂျက်ကီကမဟုတ်ပါဘူးအထက်လူကြီးကပါတီကိုလဲလာဖို့ဖိတ်တာလို့လိန်မျိုးရကီတန်ရှိရဲ့ဘာကိုခေါ်သွားဖို့လုပ်ပါတယ်ပါတီဆိုတဲ့အတန်ကြာရတဲ့ကာတာတယောက်ပြောသွားခဲ့ပါတယ်အမှုလိုက်ဖို့လာတာမှမသိလို့ကာရာကပါတီမှာစိတ်လွတ်ကိုလို့ပြောနေလို့ဒီကနိုင်ငံသားမှမသိအောင်နေဖို့တတိပေးလိုက်ပါတယ် ကာရကလည်းငါကဒီကလူတွေထံနှစ်ပေလောက်မြင့်နေတာဘလို့သတိထားနေရမလဲဆိုပြီးပြန်ဖြစ်ရင်လီကတွဲလက္ခဏာသွားအောင်မယ်ဆိုပြီးကာရကိုပါတီမှာထားခဲ့ပြီးအမှုလိုက်ဖို့လုပ်ပါတယ်ကာရကတော့ဘာမှမသိဘူးကဲနေပါတယ်ဒီမှာပါတီမှာစုံနေတဲ့ဘဲဆိုပေါကကီးတွေလည်းတလွဲတွေစုံနေလို့စိတ်တိုင်းမကျတာနဲ့ကာရကကိုယ်တိုင်ဝင်ဆိုဖို့လုပ်ပါတယ်အဲ့ဒီအချိန်တစ်ဖက်မှာပင်သာသွားကြအောင်ဆောင်ပြီးတိုက်မြင့်ထားတဲ့နေရာကိုဝင်မှုစ조사ရမယ်မအောင်မြင်ခဲ့ပါဘူးကာရကတော့မိုက်ကယ်ဂျက်ဆင်အကအိမ်ထဲမှာပေါင်ပြီးကောင်းကောင်းကိုဟဲနေခဲ့တာပဲလီလေလူမိုက်ခိုင်းနေလာပြီးကနေတဲ့ကာရကြောင့်စိတ်လေသွားပါတယ် ကာတာကကောင်မလေးတွေကိုပါဆင်းမဖိတ်ခေါ်လိုက်ပြီးအပီဖြုတ်နေတဲ့အချိန်လီကာကာတာကိုလိုက်ကနောက်ကနေထွက်လာဖို့တတိပေးပေမဲ့ကာတာကလည်းသူရှိရာစင်စီကိုပဲခေါ်နေပါဗျ။နောက်တော့မဖြစ်တော့လို့လီကမင်းကူရောက်နေတာတရုတ်ပြည်ရဲ့စိုးစုံခိုင်းဖြစ်ပြီးအောက်မှထိုင်နေတာကလူစိုးခိုင်းခေါင်းဆောင်တွေဆိုတော့ကိုရှင်းပြလိုက်ပါဗျ။ဒီတော့မှကာတာကငါသိတာပဲမင်းလို့ပြန်ပြီးနားမလို့ဆိုပြီးခေါ်လာတာမှလား။နေငါရှင်းလိုက်မယ်ဆိုတော့လီက င်းကဒီမှာအရက်သားဒါကငါအလုံးလို့ပြောပြီးမြေကာရာကပြောဆိုနေလေးရဲ့ ID ကကိုယူသွားပါတယ်ကာရာကတရုတ်လို့သူချက်ထားသလောက်မတော်တခေါက်နဲ့ပြောလိုက်ပြီးမြေဘသူကမှနားမလဲပါဘူးဒါနဲ့လီကိုငါဘာပြောလိုက်တာလဲလို့မေးတဲ့အခါလီကမင်းပြောလိုက်တာကဆောင်းမန်းသားတွေယူလာခဲ့ပြီးမင်းတင်မှာကိုဒါနဲ့မုံငိုင်းနေတာလို့ရှင်းပြလိုက်ပါတယ်ဒါနဲ့မဖြစ်တော့ဘူးဆိုပြီးလီကိုဘာသာပြန်ခိုင်းပါတယ်ပြီးတော့ကာရာကရုပ်ဆိုးရက်ကောင်လေးဒီဘက်မှာစုကောင်မလေးတွေကတော့ဖက်နေဆိုပြီးလူစုခွဲခိုင်းလိုက်ပါတယ်လီကတော့တောင်းပန်ပါတယ်ကျောင်းသခင်ရဲ့ရမူးနေလို့ဆိုပြီးတလွဲဘာသာပြန်လိုက်ပါတယ် အဲ့ဒီချိန်ရေဂီတန်ရဲ့လူတွေကရောက်လာကြပါပြီ။ဒီလည်းအဲ့ဒီမျိုးသမီးကိုဖမ်းဖို့လိုက်ပါတော့တယ်။ကာတာလည်းဘူးမသိပါမသိနောက်ကလိုက်ရပါတယ်။ဆောက်လက်ဆအဆောက်အဦပေါ်ပြေးတက်လို့လီကတက်ချက်မခွာလိုက်ပြီမဲ့ကာတာကလိုက်မလို့လုံးလိုက်ချိန်တယောက်ပြုတ်ကျလာလို့ဆက်မလိုက်တော့ပဲလီကကနေပဲတက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တိုက်ခတ်ကြရင်လီတယောက်ဝါးတစ်ချောင်းကိုကန်ပြီးတန်းလန်းကြီးဖြစ်နေတဲ့အချိန် ်လေကကတက်လာတဲ့ကာတာကကဲဖို့လုပ်ပေမဲ့နောက်ကနေအလေးဝင်တိုက်ဖို့လုပ်ပါတယ်ဒါကူလီက3ပေးပေမဲ့ကာတာကနားမလဲတာကြောင့်နှစ်ယောက်စလုံးဝလုံးတစ်ခုပေါ်မှာတွဲလောင်းခုလျာတာဖြစ်နေပါတယ်လီကတရုတ်ကဝါရီကကဘာမှာအခိုင်အခန့်ဆုံးဖြစ်လို့စိန့်ပူကိုပြောနေတော့မှာပဲဝါကပြုတ်ထွက်သွားပြီးအောက်ကိုကျလာခဲ့ပါတယ်ကာရာကတော့ဒီလိုတွေးကြုံနေယူဖို့လေရင်စီးပြီးလာခဲ့ရတာလားဆိုပြီးနောက်လာရနေပါတယ်။နောက်ဆုံးတော့ဆိုင်ငန်းတစ်ခုပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်။ ကာရာကလီကိုလိန်လို့ဖြစ်တင်နေတော့လီကနောက်တစ်ခါကာရာကိုပတ်ဖို့ကြာနေပါတယ်ဒီတစ်ခါမင်းကိုအနာယူရနေရခေါ်သွားမယ်ဆိုပြီးအနေခံကိုခေါ်သွားပါတယ်ကာရာလည်းအနေခံဆိုတာနဲ့မျက်နှာကမှုရသလိုဖြစ်သွားပါတယ်အထက်ရောက်တော့နှိတ်ခံတဲ့ပိုးကောင်မလေးတွေကိုစိတ်ကြိုက်ယူရင်ကာရာမျက်နှာကအဲ့တော့မှပြုံးပြနိုင်ပါတယ်တီတီကြီးကြီးစိုက်ဆုံရွေးပြီးရအောင်မှာတယောက်ထင်းနဲ့လောပါကြည့်ပြီးကောင်မလေး၅ယောက်ကိုသူ့တယောက်ထဲအနှိတ်ခံခဲ့ပါတယ်တကယ်တော့လီတီကိုလာတဲ့ရီကီတန်လာမှမလို့ဆိုတော့ကိုကာတာတယောက်မသိနေခဲ့ပါဘူးကာတာကတော့ဒါမျိုးကိုမှအတန်းဖြေတယ်လို့ခေါ်ရဲဆိုပြီးလုံနေခဲ့ပါတယ် အနိုင်ခံနေရင်ရီဂီတန်ရောက်လာလို့ကာတာကိုသူစစ်ကူခေါ်လိုက်မယ်ပြောပေမဲ့ကာတာကဒီအသက်ကြီးပူကရီဂီတန်လာဒီကောင်းတော့ကစစ်ကူမလိုပါဘူးဆိုပြီးတယောက်တည်းတော့ဖြေပါတယ်သူပလာရီပြပြီးကြွေပြနောက်ဆုံးမင်းကငါ့ကိုဂူယူမဆိုင်တာလားဆိုပြီး laptop ကိုပဲဖြစ်ခွဲလိုက်ချိန်မှာနောက်မှာရီဂီတန်ရဲ့လူတွေအများကြီးထလာတာကိုကာတာမမြင်ပေမဲ့လီမြင်နေရပါတယ်ဒါကြောင့်လီကဝင်ထိန်ပေမဲ့ကာတာကတော့ဘာမှမသိပဲဆွဖြဲနေပါတယ်ဒီတစ်ခေါက်ကာတာရီဂီတန်ကိုကန်လိုက်ချိန်မှာသူ့လူတွေထလာတာကိုကာတာမြင်လိုက်ပါတယ်ဒါနဲ့အချိုးပြန်သက်ပေမဲ့မမီတော့ပါဘူးဒါကြောင့်ရီဂီတန်လူတွေရဲ့ နှစ်ယောက်သားတိုက်ခိုက်ကြရင်အားလုံးတိုက်ခိုက်ပြီးစိနောက်ထပ်တစ်ဖက်ရောက်လာတာကြောင့်လက်လျှော့လိုက်ရပြီးကာတာနဲ့လီကိုမျိုးလေကောင်မှအဝိဇ္ဇဗလာနဲ့ခြားထားခဲ့လိုက်ပါတယ်။ဒီနဲ့ကာတာလည်းအဲ့လိုပုံစံနဲ့စကန်ကိုအရောက်ပြန်လာခဲ့ရပြီးကာတာလီကိုမျက်စီကိုလိုက်လာတာတရုတ်ပြည်ရဲ့လမ်းမတွေပေါ်မှာဖင်မြောင်းနဲ့ရှောက်ပြို့မဟုတ်ဘူး။အခုတော့အချက်ကိုကြွယ်ရောငါ့ကိုအနားယူတဲ့နေရာတွေပို့မလို့နဲ့မင်းအလုပ်ပဲလုပ်နေရပဲဆိုပြီးအပြစ်တင်စကားပြောကြရင်ကာတာကလီကိုလိုက်မပို့လဲတယောက်ထဲရှောက်လိမ့်မယ်ဆိုပြီးစိတ်ဆိုးပြီးတယောက်ထဲထွက်သွားပါတယ်။ အဲ့ဒါကိုမသိလိုက်တဲ့လီကအဲ့ဒီချိန်သူတို့နားနေကြမှာဘယ်ချိန်ကလာစင်မမသိတဲ့ပုံပေါက်ခွဲသွားတာကြောင့်လီကအဲ့ဒီခါနဲ့ကာတာပါသွားတယ်ထင်ပြီးယူကျုံးမရဖြစ်နေပါတယ်သူတငယ်ချင်းသွားချင်တဲ့နေရာကိုလိုက်ပို့လိုက်ရမှာဆိုပြီးနောက်နောက်လည်းရနေခဲ့ပါတယ်အဲ့ဒီချိန်ကာတာကတရုတ်ရိုးရော်ဝစ်စုံကိုဈေးထဲကနေဝေပြီးစိတ်ကြိုက်လေပတ်နေတာပါဈေးထဲကဈေးတင်နဲ့ဘာသာစကားမတူလို့တတ်မှဆိုလို့ယူလာတဲ့ချက်ကိုလက်ထဲကနေကရင်ရှောက်သွားနေခဲ့ပါတယ်ဒီလိုသွားနေရင်လည်းရေဂီတန်ကိုတွေးလိုက်လို့ကာတာကနားအောင်ခံလိုက်သွားပါတယ်တစ်ဖက်မှာလီကလည်းသူတငယ်ချင်းနားထောင်နေကြတဲ့ချင်းတွေကိုကားထဲမှာဖွင့်ဝင်နေပါတယ် သူတငယ်ချင်းတော်ပါလစားချီကိုလီကရီဂီတန်ရှိရာစိတ်ကန်းစီကိုခိုးဝင်လာခဲ့ပါတယ်။အဲဒီကနေရီဂီတန်ပိုင်းရဲ့လီစီကိုလီကကူးခဲ့ပါတယ်။အဲဒီချိန်ကာရာကလေးဘောကောင်ရောက်နေခဲ့ပါပြီ။ရီဂီတန်နောက်လိုက်မျိုးသမီးကိုကာရာကစောင့်ကြည့်နေခဲ့ပါတယ်။အဲဒီနောက်နိုဂျီဂျီနဲ့ဆော်ဒဝေကိုသွားစီယုံပြီးသူ့ကိုသူရက်လစ်ပိုင်ရှင်မှာပြောရမယ်။တကယ်ပိုင်ရှင်လာခေါ်သွားပါတယ်။အဲ့ဒီချိန်ရီဂီတန်ကိုမေးနေတဲ့လီနဲ့ကာတာတို့ပြန်ဆုံခဲ့ပါတယ်။လီကမင်းသိသွားရင်မလားပြောရမယ်။ကာတာက "तू မသိပါဘူး"လို့ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီချိန်ရီဂီတန်ကတွေးကျင်လို့ခေါ်ခိုင်းကြောင်းပြောတာကြောင့် ဒီလိုလေတိုက်သွားပါတယ်ဟိုရောက်တော့ရီဂီတန်တို့ကလှဲခွက်တုံပြီးသူသစ္စာဖောက်ခံရပုံနဲ့ဇလန်းရိုက်ပါတယ်သူတေသွားပြီလို့လီကိုထင်အောင်လှုပ်လိုက်ပါတယ်ရီဂီတန်တေသွားလို့အထက်ကလီကိုအပြစ်တင်တဲ့အပြင်ကာတာကိုလည်းအမေရိကန်ကိုပြန်ခိုင်းပါတယ်ကာတာကသူ့မှာအစီအစဉ်ရှိလို့သူကအလီကိုသွားမှာဖြစ်လို့လိုက်ခဲ့ဖို့ဂျက်ကီကိုပြောလို့ဂျက်ကီလည်းစိတ်ရင်းညံ့နေပဲလိုက်သွားပါတယ်အဲ့နောက်ဟိုတယ်ကမှတင်ရင်ခုနကလှေပိုင်ရှင်အတွဲကိုအတွဲချောင်းနေပါတယ်ရီဂီတန်ရဲ့သင်္ဘောမိမလို့ပြောပြီးစောင့်ကြည့်ခိုင်းပါတယ် ဂျေဂီကြီးရဲ့အချိန်မှာတော့အဲ့ဒီမျိုးသမီးကအဝတ်တွေချိုနေရကြောင်းခါရကမှန်ပြောင်းကိုအတင်းလူပြီးကြည့်လိုက်ပါတယ်။နှစ်ယောက်သားမှန်ပြောင်းလူနေရင်တကားမှာပါဆယ်ခုလာပေးတာကြောင်းဘုံဆိုပြီးနှစ်ယောက်သားအဲ့ဒီဘက်တိုက်ကိုကူသွားပြီးအဲ့ဒီမျိုးသမီးကိုတတိသွားပေးကြပါတယ်။တကားကိုအတင်းကန်ဖွင့်ပြီးဝင်ခဲ့ကြပါတယ်။ဒါတော့ခါရကဖုန်ချောင်းလို့ကောင်းတော့မှဒါပေမဲ့အဆုံးမှာသူတို့ထင်တယ်လို့ဘုံမဟုတ်ပဲပတ်စံလို့ဖြစ်နေခဲ့ပါတယ်။နောက်ပြီးအဲ့ဒီမျိုးသမီးကလည်းတခြားသူမဟုတ်ပဲအမေရိကန်လှုပ်ဝက်ထောင်လိုင်းကြီးကဖြစ်နေပြီးလီနဲ့ကာတာတို့နှစ်ယောက်စလုံးကိုလည်းသူမကတိနေခဲ့ပါတယ်။သူမကဒီကိန်းကိုဖမ်းဖို့အသွင်ယူနေခဲ့တဲ့ရဲမီတယောက်ပါ။ မြေမှုဆိုတစိမ့်ပြဆိုတော့တစိမ့်ကိုကာတာကမရှင်းတော့နှစ်ခါပြန်ကြည့်ပါတယ်ဒီလိုနဲ့သူတို့သုံးယောက်ပူပေါင်းအဖွဲ့ဖွဲ့လိုက်ပါတယ်အဲ့နောက်အခန်းကိုရောက်သွားတော့ရီကီတန်ကငွေတူတွေကိုဖန်နှင်းနေတာဖြစ်ကြောင်းပြောပြီးဒေါ်လာကိုမီးရှို့ပြီးတက်သေးပြလိုက်ပါတယ်မီးနီအောင်ထွက်ရင်အဲ့ဒါကအတူပါရဲမီကကာတာတို့ကိုငွေတူရိုက်တဲ့အပြားကိုရှာဖို့ကူညီပေးဖို့တာဝန်ပေးလိုက်ပါတယ်ဒါနဲ့လီတို့လည်းစုံစမ်းကြရင်ရီကီတန်လူတွေနဲ့တွေ့ပါတယ် အဲ့မှာဖမ်းခံလိုက်ရတဲ့အချိန်အချိန်မှန်ပေါ်သွားမှဆိုလို့ရဲမိတဲ့ဟန်ဆောင်မီလီနဲ့ကတ်တာနှစ်ယောက်ကိုဖမ်းလိုက်ရပါတယ်။သူတို့နှစ်ယောက်ကိုစီယုံပစ္စည်းရုပ်တုတွေထားတဲ့ကားထဲမှာဖမ်းခေါ်လာပြီးအဲ့ဒီအယုတ်တွေနဲ့ငွေတုတွေထည့်ထားတာပါ။ဒါတို့ကတ်တာတို့အယုတ်တွေလဲကြပြီးကွဲချိန်မှာတီးလိုက်ရပါတယ်။နောက်ဆုံးသူတို့နှစ်ယောက်လွတ်မြောက်ခဲ့ပြီးအဆောက်အုံတွေကိုခိုးဝင်ခဲ့ပါတယ်။ယေဇူးမြောင်းနဲ့ကနေထွက်လာတာကြောင့်နှစ်ယောက်စလုံးနန်ဆော်နေတို့နီးစပ်ရာအဝေးဆိုင်မှာအဝေးလဲပြီးဝီဂီတန်ပိုင်းနဲ့ Red Dragon အလောင်းကစားကာစီနိုရုံဝင်ခဲ့ပါတယ်။အထက်ရောက်တော့လီကိုရဲမိကဆွဲခေါ်သွားပြီးအတူတူကတ်တယ်လို့နဲ့ပတ်စံထားတဲ့အခါ ရှားရွားရရှိမဲ့နေရာဒါတွေကိုသူရှိုးလုံးပြီးပြောပြနေပါတယ်။ဂျက်ကီကမင်းကိုလည်းဘာလို့မသွားလဲမသိဘူး။သူကိုယ်တိုင်သွားရင်ဟန်ဆောင်နိုင်ပေါ်သွားမှာစိုးလို့လို့ပြောပါတယ်။ပြတော့ဒါကိုကာတာနဲ့ပြန်နိုင်မယ်ပြီကာတာကအလောင်းသားလုံနေခြင်းနဲ့အာယုံလွှဲထားပြီးလီကအထဲကိုခိုးဝင်ဖို့တာဝန်ခွဲယူလိုက်ကြပါတယ်ကာတာကစကားစားတဲ့ကလီကအထဲကိုခိုးဝင်ဖို့လုပ်နေပါတယ်လီကပုံစံမျိုးစုံနဲ့အထဲကငွေရည်တဲ့အခန်းထဲအထိရောက်သွားတာကြောင့်ငွေတူးထုတ်နေတာကိုလီသိသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီက CCTV မှာသူပေါ်နေရကြောင်းနောက်ဆုံးတော့ရီကီတန်ရဲ့လက်ထောက်ကဖမ်းတာကိုခံလိုက်ရပါတယ် သူမကလေးရဲ့ပါဇက်ထဲကိုအဝေးထိန်ခလုတ်နဲ့ဖုံးထည့်ပြီးပါဇက်ကိုတိတ်နဲ့ပိတ်လိုက်ပါတယ်။အဲဒီချိန်အာယုံလွဲကိုတောင်းယူထားတဲ့ကာတာကတော့သူ့တောင်းဝင်သူကြည်ပြွန်ခဲ့ပါတယ်။တပွဲတပွဲကိုနိုင်နေပြီးပွဲတိုင်းကြော်ကြီးဖြစ်နေတာပဲ။အဲဒီနောက်ရီကီတန်စီကိုခေါ်သွားပြီးဒီတော့မှလေးလဲရီကီတန်မသေးသေးပဲလှည့်စားခဲ့တာကိုသိလိုက်ရပါတယ်။သူတို့က CCTV ကနေအားလုံးကိုစောင့်ကြည့်နေကြတာပါ။ကာတာအောင်ပွဲခံနေရတာကိုလည်းမြင်ခဲ့ရပါတယ်။ဒီလိုနဲ့လီနဲ့ကာတာကိုရှင်းပြဖို့ရီကီတန်အမေပေးပြီးထွက်သွားချိန်မှာရဲမေကစတင်လှုပ်ရှားခဲ့ပါတယ်။ မိကိုကဲတင်မှုစူးစမ်းရင်အဝေးတင်းခလုတ်ကိုလည်းလက်ထောက်လက်ထဲကနေမရမကလူပါတယ်အဖူကျသောခလုတ်ကိုယူပြီးလက်ထောက်ကဖောက်မှုလုပ်ချိန်မှာလီကအတင်းဆွဲကတ်ထားပြီးနှိမ့်ရင်နှစ်ယောက်စလုံးတည်ရမယ်ဆိုတဲ့ပုံစံနဲ့ဖောက်မြောင်လုပ်ပါတယ်အဲဒီချိန်ဘာမှမသိသေးတဲ့ခါကအနိုင်ငွေထုတ်လာပြီးပျော်နေကြတာပါဒီမှာပဲတိုက်ခိုက်ရင်လီပြုတ်ကျလာတာကိုမြင်လိုက်တော့မှကတားလည်းအချိန်လေးကိုသဘောပေါက်သွားပြီးသူ့နောက်ကလူညောင်ကိုစတင်တိုက်ခိုက်ပါတယ်အဘောကပြုတ်ကျလာတဲ့လီကိုအားလုံးကဝိုင်းထုပြီးမှတစ်ဖက်မှာရဲမင်းနဲ့လက်ထောက်တို့လူရင်ပြုတ်ကျလာတဲ့ဝေးထင်းခလုတ်ကိုနောက်ကိုလိုက်ခဲ့ပါတယ် ခလုတ်ကိုရှာနေရင်အပေါ်ကတနက်တန်နေကြောင်လူတွေကြောက်လန့်နေကြပြေးကြတော့လီကကတ်တာကိုသူ့ပစက်ထဲကဘုံကိုပြရမယ်ကတ်တာကနားမလဲပါဘူးခလုတ်ကလည်းပြေးနေတဲ့လူကိုကြလိုက်လီဝေးလီဖြစ်နေပါတယ်အပေါ်မှာရဲမေပြေးခံလာရပြီးလက်ထောက်ကအောက်ဆင်းလာခဲ့ပါတယ်ဒါကြောင့်ကတ်တာကိုလီကသူ့ပစက်ထဲကတိတ်ကိုအမြန်ခွာခိုင်းပြီးခလုတ်ကိုလက်ထောက်မရခင်ဘုံကိုထွေးထုတ်နိုင်လိုက်တာကြောင့်ကတ်လွတ်သွားခဲ့ပါတယ်ဒီတော့မှကတ်တာကမင်းပစက်ထဲမှာဘုံဆိုတာကိုဘာလို့ငါ့ကိုမပြောတာလဲမေးတော့လီကငါပြောပါတယ်မင်းဘာသာနားမလဲတာဆိုပြီးပြန်ပြောပါတယ်တနက်မှန်ထားတဲ့ရဲမေကိုကူညီပေးပြီးအဲ့နောက်ရီဂီတန်ကိုတနက်နဲ့ချိန်ထားနိုင်ခဲ့ပြီးမြဲ ကာလာကပြုတ်ပြောမယ်လီကတစ်ချိန်ကရဲဝင်နေဖြစ်ခဲ့ပြီးရီဂီတန်ကိုမပြည့်ရခဲ့ပါဘူးအဲ့ဒါနဲ့အခွင့်ကောင်းယူပြီးအလစ်တိုက်တဲ့ရီဂီတန်ကြောင့်လီလဲလှဲကန်လာရတာကနေရီဂီတန်ဘရင်ဘောကနေပြုတ်ကျသွားခဲ့ပါတယ်အဲ့ဒီအချိန်လက်ထောက်ကဘုံလာပြီးပေါက်ပွဲမယ်လုပ်တဲ့အချိန်မှာကာလာကအယူမလို့អော်ပြီးကာတာနဲ့လီတို့ဝီကိုဘုံတွေကိုခူဆွဲပြီးအောက်ကိုဆင်းပြေးလာခဲ့ကြပါတယ်ဒီကြားထဲဆိုင်းဘုံကတွဲလောင်းဖြီးဖြစ်နေလို့အဲ့ဒီအချိန်ထရက်ကာကလည်းလာလာကြောင်း လီကကာတာကိုကန်ပြီးလွတ်အောင်လုပ်ခဲ့ပါတယ်အမှုလိုက်ပြီးသွားတဲ့နောက်ရဲမေကလီကိုကျေးဇူးတင်စကားပြောခဲ့ပြီးလီကလည်းတရုတ်ကိုပြန်มาဖြစ်သလိုကာတာကလည်းလီကိုနှုတ်ဆက်ရပါတော့တယ်ဒီလိုနဲ့ကိုစီနှုတ်ဆက်ပြီးချိန်မှာတော့နှုတ်ဦးသားပြန်လဲလာပြီးလီကငါမင်းကိုပေးရရှိလို့ဆိုပြီးပြောတဲ့ချိန်ကာတာကသူကစီနိုမှာနိုင်ခဲ့တဲ့ဒေါ်လာသောင်းကိုပြပြီးငါတို့ပြောစည်းထွက်ကြရင်ရောဆိုပြီး Paris ကိုသွားဖို့ချီတက်ခဲ့ကြပါတယ်ဒီလိုနဲ့ဒုတိယဇာကပြီးဆုံးသွားခဲ့ပါတယ်